တက်တော့မှလည်းမတွေ့ဘူးကျွန်တော်တွေ့ရဗဲနေရာမှာတွေ့ရလဲဆိုပြည်ပမှာရှိတဲ့လူတစုပေါ့ဗျာလူအုပ်စုလေးသေးသေးလေးတစုရှိမယ်ပြီးရင်ကျွန်တော်တို့လက်နက်ကိုင်စစ်သွေးကြောအဖွဲ့တွေစစ်သွေးကြောအုပ်စုတွေရှိမယ်ဒီနှစ်ဖွဲ့နဲ့ပြီးဒီစစ်သွေးကြောအုပ်စုတွေထိချုပ်ရနေရာမှာရှိတဲ့အချို့ပေါ့ဗျာအဲအချို့ကတော့ဒီမစမြအလုံးမဲမတော်ပါဘူးတော်စိုးရဲ့တရင်တော်ချယ်လို့ချုံလာတော့ကြောက်ပါဗျာဒီဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ဒီပန်းတပိတ်ရဲ့ပြီးရင်ကျွန်တော်တို့ဒီအင်ဂျီအပြာလှုပ်ရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်ပမှာရှိနေတဲ့အကြမ်းဖက်အုပ်စုတွေကလှုပ်ဆောင်နေတာတွေ့ရပါတယ် ော့အကြံပတ်သမားတွေကတော့လှုပ်ဆောင်နေတယ်ပြည်ပမှာရှိတဲ့အကြံပတ်သမားတွေလှုပ်ဆောင်သူတွေကကျွန်တော်တို့ပြည်ပြည်လုံးမှာရှိနေတာမဟုတ်ဘူးပြည်ပမှာရောက်နေတယ်ပြည်ပမှာရှိနေတဲ့အကြံပတ်သမားတွေလှုပ်ဆောင်တယ်ပန်းတပိတ်ရဲ့အင်ဂျီအပြာတပိတ်တကယ်ပဲအင်ဂျီအပြာဝတ်ဖို့ပေါ့ဗျာလှုပ်ဆောင်ကြတယ်အဲ့ဒီလှုပ်ရှားမှုတွေမှာပါတဲ့သူတွေကိုလက်ရှိလက်ရှိကျွန်တော်တို့ဒီလုံခြုံတပ်ဖွဲ့ဝင်တွေကဖမ်းမယ်ရေးမယ်တိတိယောက်လုံမယ် ကျွန်တော်တို့အရင်တခါလိုအရင်တော့လိုဟလာဟိုမိတယ်မိပြီးွားရင်နောက်ပိုင်းပြန်လွတ်တယ်အဲ့လိုမလုပ်ထီထီရောက်လုံးပါလုံငိမ့်လည်းမြော်အမနေနဲ့အနည်းဆုံးတော့ဒီထောင်ထဲမှာတော့နှစ်နှစ်သုံးနှစ်တော့ကြာမှာပဲနှစ်နှစ်သုံးနှစ်ကြာမှာပဲလုံရရင်လုံပေါ့ဗျာနောက်အကြံဘက်အုပ်စုတွေကတော့ပြပပါရှိတယ်ဒီအကြံဘက်အုပ်စုတွေကတော့ဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပန်းသပိန်နဲ့အင်ကြီးအပြားလှူရှားမှုတွေမှာပါဝင်ဖို့ဆိုတော့ဒီပြည်တွင်းကလိုလှုပ်ဆော်တယ်အဲ့တော့သူကဈေးအောင်ရင်လည်းပန်းလေးပတ်ပြီးဈေးအောင်ဖို့အပြင်သွားတဲ့ခါကျရင်လည်းပန်းလေးပတ်ပြီးတော့အပြင်သွားကြဖို့အပြီးသွားရင်အကိုက ပန်းပန်နေဆိုရင်လည်းပဲအဲ့ဒီပန်းလေးကိုကျွန်တော်တို့ Facebook မှာတင်ပြီး Facebook မှာ TikTok မှာ Social Media မှာတင်ပေးဖို့လှုပ်ဆောင်နေတယ်။နောက်ဆုံးပြဘလောက်ဆိုလာရေဆိုတော့ဖះပါသူတို့ကဟိုခူတုံးလုပ်တယ်ပေါ့လေဖះပါသူတို့နိုင်ငံကြီးကခူတုံးလုပ်တာတွေတွေ့ရတယ်။အဲ့ဒါပါလဲဆိုတော့ဒီဖះဖះမှာဒီပန်းတွေကတ်တယ်ဆိုရင်လည်းပဲအဲ့ဒါကိုကျွန်တော်တို့ဒီဓာတ်ပုံရိုက်ပြီးတော့ Facebook တင်ပေးဖို့ TikTok တင်ပေးဖို့ Social Media မှာတင်ပို့ဖို့ဆိုတကလှုပ်ဆောင်နေတယ်။တော်တော်ဆိုးတာပေါ့ဗျာတော်တော်ဆိုးတယ်အဲ့တော့အဲ့ဒီအခြေအနေတွေရှိတယ်အဲ့တော့သူတို့ရဲ့လှုပ်ရှားမှုက ဇွန်လ14ရက်နေ့ကနေပြီးတော့ဇွန်လ22ရက်နေ့ထိလို့ဆိုပါတယ်။တနည်းအားဖြင့်ကျွန်တော်ရှေ့ရတာကာလအတွင်းမှာရှေ့တာကာလအတွင်းမှာလှုပ်ရှားကြဖို့သူတို့ရဲ့ဒီအတ္တမထရရကရှေ့ရရှေ့ရတာမှာလှုပ်ရှားပေးကြဖို့သူတို့လှုပ်ဆောင်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့အင်ဂျီအပြာကအင်ဂျီအပြာဆိုတဲ့သူအတိတ်ဘက်ကဒီနိုင်ငံချင်းသားတွေလွတ်မြောက်ရေးအတွက်ဆိုပြီးတော့သူတို့ရွယ်ပါတယ်။အဲ့မှာကျွန်တော်တို့တီရှေ့ရအတွင်းမှာပစိုးပြဝတ်ပေးပါဘောင်းမီအပြာအုတ်ထုပ်အပြာစသဖြင့်အပြာနဲ့ပတ်သက်တဲ့အမှတ်အသားတွေဝတ်ဆင်ပေးပါတဲ့။နောက်တစ်ခုကတော့ပန်းသပိတ်ပန်းသပိတ်ကတော့ကျွန်တော်တို့ပန်းဒီ အပန်းနီပန်းနီဖြစ်ရမယ်အဲ့ဒီပန်းနီကိုခင်ဗျားတို့ပန်းပန်ရမယ် online မှာတရားမယ်တက်တော့တရားမယ်ပြီးရောလူဘကွဲတွေမှာတရားမယ်နောက်ဆုံးဗျာအဖေကမှပန်းကိုင်းလည်းပဲပန်းနီကပ်ပြီးပါပန်းနီကပ်ပြီးတော့အဲ့လိုဒီတိုင်းမထားပါနဲ့တက်တော့တက်ပြီးပါ Facebook တက်ပြီးပါ social media မှာတက်ပြီးပါဆိုလှုပ်ဆောင်နေတယ်သူတို့ရဲ့ဒီတပိတ်စတာပါဗျသူတို့ရဲ့တပိတ်စတာကကျွန်တော်ဇွန်လ14ရက်နေ့စတယ်ဒီနေ့ဆိုပဲကျွန်တော်တို့ဇွန်လ18ရက်နေ့ဖြစ်သွားပြီဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒီပြည်တွင်းမှာရှိတဲ့သူတွေလှုပ်ရှားတာကိုဝင်ရောက်ပါဝင်တာတော့လုံးဝမတွေ့ရသေးဘူး ကျွန်တော်တို့ကလေစောင့်ကြည့်နေဘယ်သူတွေဘယ်သူတွေလှုပ်လဲပေါ့ဘယ်သူတွေလှုပ်နေကြလဲပေါ့ကြည့်ချင်းသိချင်တာပေါ့လက်ရှိတော့ကျွန်တော်တို့ဒီဒီဆိုရှယ်မီဒီယာမှာအဲ့ဒီလိုမျိုးကျွန်တော်တို့ပါဝင်တဲ့လူမရှိဘူးမတွေ့သေးဘူးမတွေ့သေးဘူး Facebook မှာလည်းမတွေ့ဘူး TikTok မှာလည်းမတွေ့ဘူးကျွန်တော်တို့တွေ့ရဘယ်နေရာမှာတွေ့ရလဲဆိုပြည်ပမှာရှိတဲ့လူတစုပေါ့ဗျာလူအုပ်စုလေးတိတိလေးတစုရှိမယ်ပြီးရင်ကျွန်တော်တို့လက်နက်ကိုင်စစ်သွေးကြောက်ဖွဲ့တယ်စစ်သွေးကြောက်အုပ်စုတွေရှိမယ်ဒီနှစ်ဖွဲ့နဲ့ပြီးဒီစစ်သွေးကြောက်အုပ်စုတွေထိချုပ်ရနေရာမှာရှိတဲ့အချို့ပေါ့ဗျာအဲအချို့ကတော့ဒီလှုပ်ရှားမှုတွေမှာပါတယ် ကျန်တဲ့ခင်ဗျာမန်းလေးမှာရှိတဲ့လူတွေမပါဘူး။ရှမ်းကမှာရှိတဲ့လူတွေမပါဘူး။မုံရွာမှာရှိတဲ့လူတွေမပါဘူး။မုံမြင်နယ်မှာရှိတဲ့လူတွေမပါဘူး။ခမ်းမှာရှိတဲ့လူတွေမပါဘူး။မြကြီးနားမှာရှိတဲ့လူတွေမပါဘူး။တနည်းအားဖြင့်ကျွန်တော်မြို့ကြီးတွေမှာနေထိုင်တဲ့လူတွေမပါဘူး။ခင်ဗျာစဉ်းစားကြည့်ပါရန်ကုန်မြို့မှာလူကြီးကခင်ဗျာတန်းနဲ့ကြီးကြီးတယ်။တယောက်တောင်ထွက်မလာဘူး။ရန်ကုန်မြို့မှာလူကြီးကခင်ဗျာတန်းအဝါလောက်ရှိတယ်။ဆယ်တန်းပတ်လည်လောက်ရှိတယ်။ဆယ်တန်းပတ်လည်မှာကျွန်တော်တယောက်တောင်ထွက်မလာဘူး။တယောက်တောင်ထွက်မလာဘူး။ပြင်ရခင်ဗျာမန်းလေးမှာလည်းတယောက်တောင်ထွက်မလာဘူး။လက်ရှိ online မှာတော့မတွေ့သေးဘူး။ မတွေ့သေးဘူးဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအကြမ်းဖက်တည်းလှုပ်ရှားမှုတွေမှာပါဝင်တဲ့လူတွေမတွေ့သေးဘူး14 15 16 16ရက်ပေါ့ဗျာဒီ၄ရက်ထဲမှာကျွန်တော်တို့မတွေ့သေးဘူးသူ14ရက်နေရစား14ဆို14 15 16 16 16ဒီ၄ရက်ထဲမှာကျွန်တော်တယောက်မတွေ့သေးဘူးအဲ့တော့အဲ့ဒါတွေလုံးမယ်ခင်ဗျာအဲ့ဒါတွေခင်ဗျားတို့တိလို့ပဲလုံးလို့မတိလို့ပဲလုံးလို့ဟိုဖန်းစည်းမိဆိုဖန်းအဖန်းခံပြီးဆိုအာသမီးမတိလို့ပါအသားမတိလို့ပါမရဘူး တားမသိဘူးတမီးရမသိဘူးတမီးရမမြင်ပါဘူးသူတို့ online မှာဒါလေးလှုပ်ဆိုလို့တမီးရပါဝင်သွားတယ်မရဘူးအဲ့ဒါကကျွန်တော်တို့အကြမ်းဖက်မှုအကြမ်းဖက်တမားတို့အားပေးအားမြောက်ပြုရာရောက်တယ်အဲ့တော့အကြမ်းဖက်ဥပဒေနဲ့အေးအေးရခိုင်မှာအေးအေးရခိုင်မှာကျွန်တော်တရားစစ်သားလုံရဲလေလို့ခင်ဗျာဒါခင်ဗျားတို့ပြောတာကျုပ်တော့လည်းမဟုတ်ဘူးခင်ဗျာလုံရဲလေလို့ပန်းတိပန်းတပိတ်တမားပါဝင်ကျင်တပားဆိုလဲပါဝင်ပါဝင်လို့ရတယ်အဲ့ဒါကခင်ဗျာအကြမ်းဖက်အားပေးတာပဲ အကြဖတ်သမားလည်းလှုပ်ဆော့တယ်အကြဖတ်သမားလည်းလှုပ်ဆော့မှုကိုခင်ဗျားတို့ကဝင်ပြီးတော့ဒီပေါ်မှာသူတို့ခိုင်းတဲ့အတိုင်းလှုပ်တယ်ဆိုတော့ခင်ဗျားတို့ကအကြံဖတ်ဒီကိုခင်ဗျားတို့အပိအားမြောက်ပြုရလဲရောက်တယ်အကြဖတ်သမားလည်းအာပိကူညီရလဲရောက်တယ်အဲ့တော့ဒါကဒီအကြဖတ်မှုဥပဒေနဲ့လည်းမြောက်တယ်နောက်တစ်ခါမှာခင်ဗျားဒီအကြဖတ်မှုနဲ့ဆိုင်တဲ့ဥပဒေနဲ့ခင်ဗျားအရေးကြီးတရားအရေးယူချက်ခံရမှာအဲ့တော့တေချာလာကရန်ကုန်မှာရှိရလို့ဆိုရင်ဒါတေချာလာကကျွန်တော်တို့အေးစိန်ထောင်ရောက်မယ်မန္တလေးမှာရှိရလို့ဆိုရင်ဦးဘူထောင်ရောက်မယ်ဦးဘူထောင်ရောက်မယ်အဲ့တော့ကျန်တဲ့နေရာဆိုလဲသူ့ရဲ့ဒီနီးစပ်အထောင်တွေရောက်မှာပေါ့ဗျာ ခင်ဗျားတို့အဲ့ဒီကိုသွားနေခြင်းနဲ့ဆိုလဲနေဖျားဘူးတာမှာခင်ဗျားတို့ဒီရန်ကုန်နဲ့ကြိုက်တိုးမှာနှစ်ညရဲ့သုံးရက်ခီးရပါရှိသေးတယ်ဗုဒ္ဓဂါရဆိုခင်ဗျား15ရက်လောက်ဆိုရင်တော်တော်လေးနှံ့သွားပြီဗုဒ္ဓဂါရတော့ဖွင့်ရင်ဟိုမှာခင်ဗျားနှစ်နဲ့ချီပြီးအင်းစိတ်ထောင်တော့မှနေရမှာတော့မတူဘူးခင်ဗျားတို့လုံရရင်လည်းလုံတော့အဲ့လိုအခြေအနေရှိတယ်တော့အချမ်းမအုပ်စုတွေကတော့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ဆိုပြီးတော့ဒါပန်းတပိတ်ဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့အင်းကြီးပြလှုပ်ရှားမှုတွေမှာပါဝင်ဖို့လှုပ်ဆောင်နေတယ် ဒါပြန်လုပ်တယ်ဆိုရင်ဒါကအကြံဖတ်ကိုအားပေးအကြံဖတ်မှုအကြံဖတ်တွေကိုအားပေးအားမြောက်ပြုရရောက်တယ်အကြံမှုဥပဒေနဲ့ခင်ဗျားတို့တရားစွဲခံနိုင်တယ်မိသွားပြီဆိုရင်ခင်ဗျားတို့ဖမ်းဆီးခံရပြီဆိုရင်ဟာတားမသိလို့တမီးကမသိဘူးလေတမီးကဒီဥပဒေမသိဘူးတမီးကလည်းဒါလေးတို့တမီးကဒါလေးလုပ်လိုက်တယ်မရပါဘူးမရပါဘူးမရပါဘူးကျွန်တော်ဈေးစစ်လို့လည်းမရပါဘူးဥပဒေမှာခင်ဗျားသွားပြီးဈေးစစ်လို့လည်းမရဘူးတရားရုံးသွားပြီးဈေးစစ်လို့လည်းမရဘူးလုံခြုံရေးတော်ဖုံးနဲ့သွားဈေးစစ်လို့လည်းမရဘူးတမီးကမသိလို့တားကမသိလို့မသိလို့လုံးမိတာပါမရပါဘူးဒါကြောင့်ခင်ဗျားတို့အစဉ်ညင်ဖို့ပါအစဉ်ညင်ဖို့ပါဘာကြောင့်လဲဆိုတော့တပတ်ကလည်း ဒီလှုပ်ရှားမှုတွေပါပေါဝင်ဖို့တစ်ဖက်ကလည်းကျွန်တော်တို့ဒီလှုပ်ဆောင်နေတာတွေးရတယ်ဒီနေရာမှာကျွန်တော်တို့မတိနားမလဲပဲနဲ့ပေါဝင်သွားရင်ခံရမှာကမိမိပါထောင်ဝင်စာလာတွေးရမှာခင်ဗျားရဲ့မိသားစုကထောင်ဝင်စာလာတွေးရမှာဒီပြည်ပေါ်မှာရှိနေအုပ်စုတွေကခင်ဗျားကိုလာပြီးထောင်ဝင်စာလည်းလာမတွေ့ဘူးနောက်အင်းစိန်ထောင်လာပြီးတော့ရောမင်းပန်းစိုးရီမှာပါတော့မင်းအတွက်ကျပ်3500ပေးတယ်မပအောင်တော့မရအောင်တော့ခင်ဗျားတို့ကျပ်3500လည်းရအောင်မဟုတ်ဘူးခင်ဗျားတို့ထောင်ဝင်စာလာတွေးမှာမဟုတ်ဘူးနောက်မှခံရမှာခင်ဗျားတို့ရဲ့မိဘတွေတာသမီတွေမိသားစုတွေခံရမှာ တရားတရားကများထောင်ဝန်းစားလာဘဝရဲ့ဒုက္ခသေးတာမဟုတ်ဘူးစီဝါကြီးလည်းပြက်တယ်လူမှုကြီးလည်းပြက်တယ်နောက်ဆိုပညာကြီးလည်းပြက်တယ်အလောက်ကိုင်းလည်းပြက်တယ်အားလုံးပြက်တာထောင်ထဲမှာခင်ဗျားတို့အတွက်ဘာမှခင်ဗျားသင်ပေးလိုက်တာဘာမှမရှိဘူးထောင်ကခင်ဗျားဟိုဘွယ်လည်းပေးတာမဟုတ်ဘူးဘွယ်လည်းဘွယ်လည်းပေးတာမဟုတ်ဘူးခင်ဗျားတို့ဒီပလိုမာလည်းပေးတာမဟုတ်ဘူးထောင်ကထောင်ပဲဗျတော့ဒါကြောင့်ကျွန်တော်တို့ကဒီပန်းသပိတ်တန်းမှာမတိလိုပဲဖြစ်ဖြစ်တိလိုပဲဖြစ်ဖြစ်မပါဝင်ကြဖို့အတွက်ကျွန်တော်ကဒီတင်ပြပေးတာဖြစ်ပါတယ်ဒါမှမဟုတ်ခင်ဗျားတို့လုံရဲဆိုလုံပေါ်ဗျဒါပဲရှိတာပဲလုံရဲတော့ခံရမှာပေါ့ ခံရမှာခင်ဗျားတို့လှုပ်ချင်လဲဆိုရင်လည်းပဲဒီမှာသွားမလုံးနဲ့ဥပအမရှမ်းမြောက်ဒေသတော့ကသွားလို့အဲဒါဆိုတော့ရတယ်ဒါဆိုတော့ရတယ်အဲရပြီဆိုတော့ခင်ဗျားဒီပြည်တွင်းကိုဒီဘက်ကိုခင်ဗျားပြောင်းဝင်လာဖို့တော့မကြိုးစားနဲ့အမှုကခင်ဗျားဖွင့်လာပြီဆွေးရလို့မရှိဘူးအဲလိုတော့ရှိတယ်ဒါခင်ဗျားလုံရင်လည်းဆက်လုပ်ကြပါဗျာမလုံရင်လည်းမလုံကြနဲ့ဒါကကျွန်တော်ပြစ်မှုနဲ့ပြစ်ဒဏ်နဲ့ခင်ဗျားတို့ရဲ့ဒီဂွင်းဆက်ဂွင်းဆက်တွေကိုမျိုးလုံးနဲ့မြအောင်ကျွန်တော်တင်ပြပေးတာခုလိုပြောပါမယ်လေကိုတိုးဆိုးဘူးလေကျေးဇူးတင်ပါတယ်